တောင်သူလယ်သမားနေတောင်သူလယ်သမားနေကဘယ်နေလဲမလာ၂ရက်နေကတောင်သူလယ်သမားနေဆိုတာဟုတ်ပါသလားဖေတုံးကပါကြောင့်တောင်သူလယ်သမားနေဆိုပြီးတတ်မှတ်ခဲ့တာလေဖက်ဒရယ်နိုင်ငံအဖြစ်စုဖွဲ့တည်ဆောက်နိုင်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူမျိုးပေါင်းစုံနှိမ့်ညော့ဖလှယ်ပွဲကြီးကျင်းပပြုလုပ်နေတဲ့အချိန်1962ခုနှစ်မလာ၂ရက်နေ့မှာအာနာရှင်နေဝင်းကတိုင်းပြည်အာဏာကိုသိမ်းယူခဲ့ပြီး တိုင်းရင်းသားပြည်သူတို့အမြောက်အများတက်ဖြတ်ခဲ့ပါတယ်။အဲ့ဒီတမိုင်းအဖြစ်ဆိုကြုံတွေ့ခဲ့ရတဲ့နေ့ကိုပဲတောင်သူလေသမားနေ့အဖြစ်တက်မှတ်ခဲ့တာပါ။တောင်သူလေသမားလို့ဆိုတဲ့အခါစိုက်ပျိုးရေးလုပ်ကြတဲ့သူတွေပဲမဟုတ်ပါဘူး။စိုက်ပျိုးရေး၊မွေးမြူရေး၊တံငါလုပ်ငန်းအပါအဝင် မြေရေတတော်တွေကိုအမိပြုပြီးလောက်ကင်စားတော့ရှင်တန်ကြသူအားလုံးအကျုံးဝင်ပါတယ်ဥပဒေအမျိုးမျိုးတုံးပြီးမြေအသိမ်းခံရတာ ကိုမျိုးကိုပြန်ရအောင်ကြိုးပမ်းရင်ဟန်းစီထောင်ချခံရတာနှိပ်ဆက်တက်ပြတ်ခံရတာမျိုးကိုမိပြီးအသက်မွေးရပေမဲ့မျိုးပိုင်ဆိုင်ခွင့်မတေချာတာတက်ဆန်းတလအစင်တစိုက်စိုက်ပျိုးနေရပေမဲ့အကျိုးအမြတ်ကို အပြည့်အဝခံစားခွင့်မရတာတွေဟာတောင်သူလယ်သမားတို့တရက်လုံးရင်ဆိုင်ရတဲ့အကျက်တီးတွေပါတကယ်တော့တောင်သူလယ်သမားတွေဟာလူတွေနေတဲ့လိုအပ်တဲ့အစားအစာတွေစိုက်ပျိုးထုတ်လုပ်ပေးကြတဲ့သူတွေဖြစ်တယ်လို့အာနာရှင်အဆက်ဆက်ရဲ့ဖိနှိပ်မှုကို တွန်းလှန်ရုန်းကန်ဆန့်ကျင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။တမိုင်းဖြစ်ရများတာမကယခုနေဦးတော်လန်ရေးမှာပါတောင်သူလေသမားအင်အားစုအသီးသီးရဲ့ပုံစံအမျိုးမျိုးနဲ့ပါဝင်တိုက်ပွဲဝင်နေကြတာကိုတွေ့ရမှာပါ။ဒါကြောင့်ဖိနှိပ်မှုနဲ့အာဏာရှင်အဆက်ဆက်ကိုဆန့်ကျင်လာခဲ့ကြတဲ့တောင်သူလေသမားတွေကိုခုံပြူနိုင်ဖို့တောင်သူလေသမားနေဟာလည်းလိုအပ်ပါတယ်။ ဒါပေမဲ့စစ်ဘလူးအာနာရှင်အသက်ဝင်ခဲ့တဲ့မလာ၂ရက်နေ့ကတော့စီလျော်မှုမရှိတဲ့အပြင်တမန်အဖြစ်ဆိုးကိုဖုံးကွယ်တာလည်းဖြစ်ပါတယ်။ဒါဆိုတောင်သူတွေတမန်နေ့ကဘယ်နေ့လဲ။တမန်အရှင်သာယာတော်လန်ရေးကောင်းဆောင်ဂလုံးဆရာဆန်ဟာ1930ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာတောင်သူလယ်သမားအရေးတော်ပုံစတင်ခဲ့ပါတယ်။အဲ့ဒီအရေးတော်ပုံဟာဖိနှိပ်ကောင်းပုံဖြတ်ခန်းတောင်သူလယ်သမားအရေးရာသာမကပဲ ကိုလိုနီနယ်ချက်ဆက်ကြီးရေလှှရှားမှုအစလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီဇင်ဘာလ22ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်တော်လန်ရေးနဲ့နိုင်ငံရေးအင်အားစုအသီးသီးကအတိမတ်ပြုလက်ခံကျင်းပခဲ့ပါတယ်။2019ခုနှစ်တောင်သူလယ်သမားအင်အားစုအသီးသီးကညီလာခံတရက်ကျင်းပပြုလုပ်ခဲ့ပြီးတော့လေဒီဇင်ဘာလ22ရက်နေ့ကိုတောင်သူလယ်သမားနေ့အဖြစ်ထက်လောင်းအတည်ပြုခဲ့ပါတယ်။ဒါကြောင့် အာနာရင်စနစ်အသက်သွင်းခဲ့သည့်နေ့ကိုလက်မခံပဲတောင်သူလယ်သမားအရေးတော်ပုံစတင်ခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်လက်ခံပေးဖို့မတရားမှုဖိနှိပ်မှုမြေလဘကြီးအုပ်မှုတွေကနေကင်းလွတ်နိုင်ရေးအတွက်တောင်သူလယ်သမားလှုပ်ရှားမှုတွေမှာထောက်ခံပါဝင်ပေးဖို့ဖက်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာပူးပေါင်းပါဝင်ပေးချဖို့ဒီနေရာကနေတိုက်တွန်းလို့ဆိုလိုက်ရပါတယ်ရှင်